လီယန်ဒီလက်တယောက်ခြေစီးမှာအောင်မြင်မှာမလားခြေစီးကဒီလက်ကိုခေါ်ယူခဲ့ပြီးပြီဖြစ်ကြောင်းတရားဝင်ကြီးညာခဲ့ပြီးတော့တိုက်စစ်မှာအင်အားဖြည့်တင်းမှုတွေပြုလုပ်ခဲ့ပြီးပါပြီဂျောနမကိုဝစ်စင်မှာဖြစ်ပြီးတော့ဟာဆယ်ဘေးနောက်ပိုင်းမှာနမကိုဝစ်စင်တဲ့သူကတယောက်မှရေရရာဖြစ်မလာခဲ့ပင်နဲ့အားလုံးဒီပါလေဒီကြာဆုံးခဲ့တာကြောင့်မလို့ဂျင်းစာတင့်နေတဲ့ဂျောနဘတ်ဆိုပြီးတော့အားလုံးကယူဆထားကြပါရီခရစ်စပိုတော်ရက်စ်ဟီဂွာရင် မိုရာတာလူကာကူအိုဘာမီယန်အဲ့လိုလူမျိုးဝစ်ခဲ့တဲ့ဆိုပေမဲ့လေတချို့တွေကတော့ဖလားတွေရခဲ့တယ် ဒါမဲ့ရောက်လာခဲ့တဲ့မျောလင်းချက်နဲ့တွင်းယူပေးတဲ့ဂိုးတွေကိုကြည့်မယ်ဆိုလို့ရှိရင်တော့တယောက်မှတောက်ပခဲ့ခြင်းမရှိလို့ပြောရပါမယ်။ဒါရောစိန်စားကိုအယုံကြည်မရှိပဲရွေးချယ်ရဲတဲ့ဒီလက်ရဲ့စိတ်တက်ကိုတော့လေးစားရမယ်ဗျ။ဒီလက်ရဲ့ကစားဟန်တဲ့ပုံစံအရတော့နံပါတ်9တာဂမန်လို့ပြောနိုင်တယ်ဆိုပေမဲ့အပူဆောင်ရည်အသွေးတစ်ခုကပြေးလွှားနိုင်စွမ်းကောင်းတာပါပဲ။တာဂမန်ကြီးရဲ့ဘောလုံးကိုဆွဲပြေးနိုင်စွမ်းကအကန့်အသတ်တစ်ခုလို့ရှိခဲ့ကြပေမဲ့ဒီလက်ကတော့ဒီပိုင်းမှာပုံမှန်ထက်သာတဲ့အရေးသွေးမျိုးကိုပိုင်ဆိုင်ပါတယ်။ ဒီချက်ကပဲဒီလက်ကိုအသင်းကြီးတွေကပို့ပြီးတော့မျက်စိကျเสียရအချက်တခုဖြစ်လာစေခဲ့တာပါဒီလက်ရဲ့ခန္ဓာကိုတိဆောက်ပုံအယံမောင်းတာဂတ်မန်ကစားဟန်တို့နဲ့တူတူဘောလုံးထိန်းသိမ်းထားနိုင်ဇွမ်းတွေကတဘာလေးပါလာသလိုပြေအားတူအားကောင်းကောင်းနဲ့လောဟာနှုန်းကောင်းတာတွေပါပေါင်းထည့်လိုက်တဲ့အခါမှာတော့ဒီလက်က advanced target man modern target man ပုံစံမျိုးဖြစ်လာပါလေဂျေဇီးရဲ့ကစားပုံရတိုက်စစ်မှုနေရာယူမဲ့သူကသူ့ရဲ့ပင်မပုံစံအပြင်ဆွဲပြေးနိုင်မှုလိုအပ်ပါလေ တပတ်သင်းရဲ့တိုက်စစ်ကနေပြီးတော့ပြန်ကြလာတဲ့ဘောလုံးတွေကနေပြီးတော့မြမြဆဆန်ဂိုးပေါက်ကိုတိုက်ရိုက်ပြန်လေချင်းချောက်မှုမျိုးပေးနိုင်ရပါမယ်။ဒါရီယိုအလုံးစုံပိုင်နိုင်တဲ့ဒီလက်ကချယ်ဆီးမှအောင်မြင်နိုင်မလားဆိုတာကိုဆက်ပြီးတော့စောင့်ကြည့်ရမှာပါ။